နောက်နေ့ဆက်နေခုနှစ်မှာအာမန်က lightweight တန်ချန်ပီယံအစ္စလမကချက်နဲ့ကပတ်စင်ကောပွဲပွဲထိုးဖို့ပွဲတီပေးခြင်းခံခဲ့ရပေမယ့်ပွဲရက်ကကမှဒဏ်ရာကြောင့်နှုတ်ထွက်သွားခဲ့တာကြောင့်ဂျနာဝိုက်တို့ကအာမန်ကိုပောက်ကွဲနေကြတာဒီနေ့ထက်တိဖြစ်ပါတယ်။အာမန်ရဲ့ဆုံးဖြတ်ချက်ကသူ့ရဲ့အတမဲဝန်ချောင်းမှုအပေါ်မှာတည်ရောက်မှုရှိခဲ့ပါတယ်။ UFC ဟာ fighter တွေကိုပုံမှန်ပွဲထိုးဖို့ဖိအားပေးတတ်တဲ့ဖွဲ့စည်းဖြစ်ပြီးတော့ပွဲလက်မခံတဲ့ fighter တွေကိုအခွင့်အရေးနည်းနည်းနဲ့ဖယ်ထုတ်ထားတတ်ပါတယ်။အာမန်ကမကာချက်နဲ့ပွဲပြတ်ပြီးတဲ့နောက် UFC မှာပွဲမရရတော့ဘဲနဲ့အရှိလေပိုင်းမှာ level ပွဲ non UFC events နှစ်ပွဲတည်းထိုးခဲ့ပါတယ်။အဲဒီပွဲတွေက UFC ရဲ့အစင်တန်နေတဲ့ပြိုင်ပွဲတွေဖြစ်ပြီးတော့အာမန်ရဲ့အစင်တန်နဲ့မလိုက်ဖက်တဲ့ပွဲတွေလို့ပရိသတ်တွေကယူဆခဲ့ကြပါတယ်။နောက်ပြီးအာမန်ကဒိုပူရီယာ lightweight ချန်ပီယံကပတ်ပွဲထိုးရတော့မယ်ဆိုတဲ့အချိန်ကနေစလို့သူလည်းပွဲထိုးဖို့အစင်တန်ဖြစ်နေပြီလို့ UFC ကိုအကြောင်းကြားခဲ့ပေမဲ့ပွဲမရခဲ့ပါဘူး။ရမယ်ရတော့လေသူတစ်အစင်အများကြီးနေတဲ့ fighter ဆိုပြီးတော့အာမန်ကလက်မခံခဲ့ပြန်ပါဘူးအဲဒါကြောင့်အာမန်နဲ့ UFC ကြားမှာတပြေးပြေးချင်းနဲ့ရင်ကြားဆီလာမယ်အစား ပိုလိုဝေးကွာခဲ့ရပါတယ်။ဒါပြင်အာမန်ကဆိုရှယ်မီဒီယာမှာတထေးသားပုံစံနဲ့စိန်ခံစားတောက်တွေနေ့စဉ်ပွဲရဲ့ခမ်းနားမှုတွေကိုပြသပြီးတော့ပရိသတ်ရဲ့အာရုံစိုက်မှုကိုရရှိနေပါတယ်။ဒါပေမဲ့ UFC ဘက်ကတော့သူ့ကိုနောက်ထပ်ပွဲတွေကမ်းလှမ်းမှုစိတ်ဝင်စားမှုမပြတော့ပါဘူး။ဒါကအာမန်ရဲ့ဆုံးဖြတ်ချက်တွေရဲ့အကျိုးဆက်ယူဆရပါတယ်။သူ့ရဲ့ထိတ်တန့် fighter တွေနဲ့ပဲထိုးကျင်တဲ့ရွေးချယ်မှုက UFC ရဲ့ PR business နဲ့မကန့်ညီခဲ့တာကြောင့်သူ့ရဲ့ UFC ကစားမပွားကရပ်တန့်နေပုံရပါတယ်။ ဒီကနေ့မှာတော့ကျွန်တော်အနေနဲ့တိုက်ဆိုင်မှုရှိတဲ့အကြောင်းအရာလေးတစ်ခုကိုပြည့်မြင်မိပါသေးတယ်။တခြားတော့မဟုတ်ပါဘူး။ပရိသတ်များအားလုံးဒီနေ့ထိတိုင်မမေ့နိုင်ဖြစ်နေကြတဲ့ UFC 370ပြိုင်ပွဲမှာ Van Lech Mai ထိုးတပ်ဖို့အတွက်လက်ခံပေးခဲ့တဲ့ Brandon Rivera ရဲ့စိတ်ဓာတ်ကိုအမနဲ့နိုင်ရှင်ပြီးတော့တွေ့နေမိတာပါ။ Van က UFC 370မှာထိုင်တန်း Fighter Brandon Rivera နဲ့ရှင်ပြိုင်ခဲ့ပြီးအနာရရှိက Flyweight ချန်ပီယံကပတ်အဆင့်ကော Queen ကိုရယူနိုင်ခဲ့ပါပြီ။အဲအောင်မြင်မှုမှာ Rivera ရဲ့ပွဲလက်ခံမှုကအဓိကအခန်းကဏ္ဍကနေပေါဝင်ခဲ့တာဖြစ်ပါတယ်။ Rivera က Flyweight ချန်မှာအဆင့်မြင့် Fighter တအုပ်ဖြစ်ပြီးတော့ ိုင်ပြန်ပွဲမှာသူ့ကိုမန်နေကိတ်နဲ့ပွဲတီပေးထားခဲ့တာဖြစ်ပေမဲ့ကိတ်ကတရားရောက်နှုတ်ထွက်သွားခဲ့တာကြောင့် UFC ကပွဲမပြည့်အောင်လို့ Rabbit ကိုဗန်နဲ့ချိန်ပေးခဲ့တာပါအဲ့ချိန်တုန်းက Van ရဲ့အဆင့်သတ်မှတ်ချက်က ranking တန်းရဲ့အပြင်ဘက်မှာသာရှိနေပါသည်အာမန်ဒါဆိုရင်တော့ဒီလိုမျိုးအဆင့်နှိမ့်နဲ့ပြိုင်ဖက်မျိုးနဲ့မထိုးခြင်းမှုဆိုတော့လောက်လာအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ Rabbit ကတော့ Van လိုအဆင့်နှိမ့်နဲ့ Fighter တအူးနဲ့ထိုးလာဖို့လက်ခံပေးခဲ့ပြီးဒါက Van ရဲ့ကစားမဘဝမှာအရေးပါတဲ့အချိုးအကွေးတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ် Rabbit ရဲ့ဒီလိုပွဲလက်ခံမှုဟာ Van ကိုထိတ်တန့်ဆင့်တလန်းနိုင်ဖို့အခွင့်အရေးပေးခဲ့ပြီး သူ့ရဲ့စွမ်းရည်ကိုကဘာကိုတက်တည်ပြခွင့်ရခဲ့ပါရီအမန်ဆာရူဂျန်ရဲ့ rival ရဲ့စိတ်ဓာတ်တွေကအဲ့လိုမျိုးကွာခြားသွားတာဖြစ်ပါရီဒါပေမဲ့အဲ့လိုစိတ်တဲ့အကြောင်းပဲအာမန်ကအခုတိုင်ပတ်နေရတာပါအစင်းနေဖိုင်တာတွေနဲ့မထိုးဘဲနဲ့တီတန်ဖိုင်တာတွေနဲ့ပဲရှင်ပြိုင်ရှင်တဲ့အာမန်ရဲ့ဆုံးဖြတ်ချက်ဟာသူ့ရဲ့ UFC ကစားမပွားကိုရပ်တန့်သွားစေခဲ့ပါရီညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာကျွန်တော်ကတော့ van ကိုခွင့်ပေးခဲ့တဲ့ rival ရဲ့စိတ်ဓာတ်ကိုအခုလိုတိုက်ဆိုင်မှုတွေရှိလာတဲ့ချိန်တိုင်းမှာအမြဲတမ်းပြန်လည်အမှတ်ရနေရင်းနဲ့ကျေးဇူးတွေအထက်ထက်တင်နေမိပါရီခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်